မင်္ဂလာမနက်ခင်းပါခင်ဗျာနေပြည်တော်မိုးလေဝသနဲ့ဇလားပေတာညွန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်နိုဝင်ဘာလ23ရက်နေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများကိုတင်ပြပါမယ်ခင်ဗျာဒီကနေ့မနက်6:00နာရီခွဲချိန်တိုင်းထွာရရှိခဲ့တဲ့အနှိမ်စားမှုချိန်များမှာနေပြည်တော်မှာ19ဒီဂရီဆဲလ်စီယက်66ဒီဂရီဖာရန်ဟိုက်ရှမ်းကုန်မြို့မှာ24ဒီဂရီဆဲလ်စီယက်85ဒီဂရီဖာရန်ဟိုက်နဲ့မန္တလေးမြို့မှာ20ဒီဂရီဆဲလ်စီယက်68ဒီဂရီဖာရန်ဟိုက်တို့ဖြစ်ကြပါတယ် ဒီကနေ့မနက်6:00နာရီခွဲချိန်မိုးလေဝသဂျိုးတို့မှဖန်ရရှိတဲ့ပုံရဘင်္ဂလားပင်လယ်အုံမြောက်ပိုင်းမှာတိမ်ခင်းဆက်တလောက်ရှိနေပြီးဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာတိမ်အနှင်းငယ်ဖြစ်တော့နေတာကပလီပင်လယ်ပြင်နဲ့ချန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်အသင့်တက်မှာတိမ်တူထပ်နေပါတယ်မြန်မာနိုင်ငံပေါ်မှာတော့တနင်္လာရီတိုင်းဒေသကြီးမှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအကောင်းလေရှိပြီးအဆိုပါမိုးတိမ်တောင်များရွှေလျားရနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးတိမ်ချုံခြင်းမိုးကျပစ်ခြင်းလျှက်ဆေးလက်ခြင်းနဲ့မိုးသေးကြွေခြင်း စတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှာသဖြင့်ချိုတင်သတိပြုနိုင်ပါရန်အကြံပြုရပါတယ်။ကြံတိုင်းနဲ့တာကြီးနဲ့ပြည်နယ်များမှာတော့တိတ်အနှဲငယ်ဖြစ်ထွန်းနေပါတယ်။မြမပင်လေပြမလိုင်းအသင်တင်ရှိပါမယ်။လိုင်းမြင့်မှာမြမကင်မရာလျှောက်နဲ့ကမ်းလုံပင်လေပြတို့မှာငါးပေမှာခုနှစ်ပေခန့်ရှင်းနေပါတယ်။ဒီကနေ့ညနေအထိခံမှန်းချက်များအနေနဲ့ကတော့တနင်္လာရီတိုင်းဒေသကြီးမှာနေရာကျကျနဲ့ကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကွက်ကြားမှုတချို့ရပါပြီး ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်ကယားပြည်နယ်ပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာတိုင်အသင့်အတင်ဖြစ်ထောင်းပါမယ်နေပြည်တော်နဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေအထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမယ်အမြင့်ဆုံးပုံချိန်မှာ33ဒီဂရီဆက်စီရဲ့62ဒီဂရီဖာရန်ဟိုက်ရှိနေပါတယ်ရန်ကုန်မြို့နယ်အနီးတစ်ဝိုက်အတွက် ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာတိမ်အထင်အတင်ပြတ်သွားပါမယ်။အမြင့်ဆုံးပုံချိန်မှာ33ဒီဂရီဆက်စီရဲ့67ဒီဂရီဖာရန်ဟတ်ရှိနေပါတယ်။မန္တလေးမြို့နယ်နေတဝိုက်အတွက်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာအများအားဖြင့်တာယာပါမယ်။အမြင့်ဆုံးပုံချိန်မှာ34ဒီဂရီဆက်စီရဲ့63ဒီဂရီဖာရန်ဟတ်ရှိနေပါတယ်။နောက်နေ့အတွက်ခန့်မှန်းချက်ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးထပ်ပိုင်း၊ချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာညအပူချိန်များအနည်းငယ်ရောနေနိုင်ပါတယ်။ အခုတင်ပြခဲ့တာကတော့ဒီကနေ့မနက်9:00နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသသတင်းများပဲဖြစ်ပါတယ်ကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ